ထိုင်းမိဖွေရစည်းတဲ့ဖိနှက်ကိုစီးခွင့်ရတာအကိုတွေရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့တရုတ်ဆောင်ဇာငါဟန်တာတရုတ်ဆောင်ဇာငါဟန်တာဟာဇလန်တွဲတွေကနေပြည်သက်တွေရဲ့အတိမပြုခြင်းကိုရရှိထားသူတယောက်ပါသူမဟာအရန်ချုံမောလပတဲ့ရုပ်ရည်မျိုးမပိုင်ဆိုင်ပေမဲ့ပြည်ပြင်းတဲ့တရုတ်ဆောင်မှုတွေကြောင့်ပြည်သက်ရဲ့ချစ်ခင်မှုကိုရရှိခဲ့တာပါအခုလက်ရှိမှာသူမချစ်ချင်တဲ့အရာတွေကိုလုပ်ခွင့်ရနေတာဟာမွေးစားမိဘတွေရဲ့ကျေးဇူးကြောင့်ဖြစ်တယ်လို့ဇာငါဟန်တာကဆိုပါတယ်မိဘရင်းတွေနဲ့အတူမနေခဲ့ရပေမဲ့ ဇာနာဟန်ဒါဟာကောင်းမှုနဲ့မွေးစားမိဘတွေကိုပိုင်ဆိုင်ထားပါတယ်။ဦးလေးနဲ့အတော်မိသားစုကပြန်လည်မွေးစားခဲ့ပြီးမွေးစားမိဘတွေရဲ့ချစ်ချင်းကိုအကြည့်အဝါရှိထားသလိုပိုပြီးကံကောင်းတာကတော့အကိုနှစ်ယောက်ရဲ့အချစ်ကိုပါပိုင်ဆိုင်ထားတာပါပဲ။ဇာနာဟန်ဒါရဲ့အကိုငယ်ဖြစ်သူဟန်ထူးမန်ကြောင့်အမှုပညာလန်းကြောင့်ဖြောင်းဖြူပြီးချစ်ချင်တာတွေလုပ်ခွင့်ရနေသလိုအကိုကြီးကလည်းလိုအပ်ချက်တွေမရှိအောင်ဖြည့်ဆည်းပေးနေပါတယ်။အကိုငယ်ကအမှုပညာလုပ်ကိုကောင်းကောင်းလုပ်နိုင်အောင်ဖေးမကူညီပေးနေပြီးအကိုကြီးကတော့ ညီမလေးရဲ့ဝဆဆင်ရင်မှုကိုဆက်ဆက်ရရတောင်းယူပံ့ပိုးပေးနေတာပါပွဲတက်တွေဆိုရင်လည်းဝဆရမဲ့ပုံစံတွေကိုစီစဉ်ပေးတဲ့အထိညီမဖြစ်သူကိုချစ်ခင်ကြပါရယ်ဇာနဟန္တာဟာမွေးစားခံထားရပေမဲ့တကယ်ကိုကံကောင်းတဲ့သူတယောက်ပါပဲညီမဖြစ်သူရဲ့ဝဆကစာလိုက်စီမံပေးနိုင်တဲ့အကူမျိုးဟာအတော်လေးရှားပါတယ်အကူတော်တော်များများဟာညီမဖြစ်သူအောင်မြင်ဖို့ပံ့ပိုးတတ်ကြပေမဲ့ဝဆကစာဂယူစိုက်ပေးတဲ့အကူမျိုးကတော့ မရှိတလောက်ကိုရှားပါပါတယ်ဒါကြောင့်ဇာငဟန်တာဟာမွေးစားမိဘတွေရဲ့ချစ်ချင်းအကူတွေရဲ့ချစ်ခင်ကျင်နာမှုကိုပြည့်ဝဲထားတာမို့ကအကောင်းဆုံးလူသားလို့တောင်ဆိုရမှာပါ ။မွေးစားမိသားစုကဒူးမကိုမင်းသမီးလေးလိုစောင်းလျှောက်ပေးခဲ့ပြီးအခုလည်းအကိုကြီးချစ်သူကဒူးမလိုချင်တဲ့ဖိနှက်ကိုဝယ်ပေးခဲ့တာမို့အတိုင်းမသိပျော်ရှင်နေပါတယ်။ဒူးမရဲ့ဖိနှက်မကောင်းတော့လို့အကိုချစ်သူကိုဖိနှက်ဝယ်ပေးဖို့ပူဆာခဲ့ချိန်မှာအကိုချစ်သူဝယ်ပေးလိုက်တဲ့ဖိနှက်ကြောင့်အတော်လေးပျော်ရှင်ခဲ့ရတယ်လို့ဆိုပါတယ်။ဒူးမကလိုချင်တဲ့ဖိနှက်ပုံစံကိုသာပို့ပြီးပူဆာခဲ့တာဖြစ်ပြီးဖိနှက်ရဲ့တန်ဖိုးကိုလည်းမသိသလိုဘယ်သူစီးတဲ့ဖိနှက်လဲဆိုတာကိုလည်းမလစ်လာပဲပူဆာခဲ့တာပါ။ ဇာနဟန်တာကဖိနစ်တယန်တဲတာလိုချင်ခဲ့ပေမဲ့အကူကြီးကတော့စေဒနာပြည့်နဲ့ဖိနစ်သုံးရန်ကိုတခါတည်းဝယ်ပေးခဲ့တာပါညီမဖြစ်သူလိုချင်တဲ့ဖိနစ်ကိုတယန်တဲမဟုတ်ပဲချက်လိုစည်းနိုင်အောင်အယောင်ခွဲလေးတွေဝယ်ပေးခဲ့တာပါဖိနစ်သုံးရန်ရလို့ဇာနဟန်တာအတိုင်းမသိပြောနေတာတော့တေချာပါတယ် အခုဆိုရင်သူမဟာဖိနှက်300ရရလို့ပြောတာထက်သူ့ကိုဝယ်ပေးတဲ့ဖိနှက်ဟာထိုင်းနိုင်ငံကမိဖုရားစည်းတဲ့ဖိနှက်ဖြစ်နေတာမို့ဗီဒီဖြစ်နေရပါတယ်သူမဟာအခုချိန်ထိဖိနှက်ဈေးကိုမသိပေမဲ့အကိုဝယ်ပေးတာထိုင်းမိဖုရားစည်းတဲ့ဖိနှက်မို့ဗီဒီဖြာနေပါတယ်အကိုတွေကတော့သူ့ညီမလေးကိုမိဖုရားတပါလို့မဟုတ်ပဲဖူးရင်မတပါလို့တောက်ဆေချင်တာမို့အကောင်းဆုံးဆိုတာကိုဝယ်ပေးပြီးညီမလေးကိုပျော်ရှင်စေခဲ့တာပါဇာငန်ဟန်တာကတော့ဖိနှက်ဈေးကြီးမကြီးမသိပေမဲ့အကိုတွေထားတဲ့မေတ္တာကြောင့်ဗီဒီတွေဖြစ်နေတယ်ဆိုတာကိုပြည်သက်တွေကိုဂုဏ် ယူစွာပြောပြခဲ့ပြီးဖြစ်ပါတယ်။အခုကြည့်နေတဲ့ပရိသတ်လေးတို့ရောဇာငဟန်တာရဲ့အကူတွေလိုအကူမျိုးလိုချင်နေကြပြီလားဆိုတာပြောပြခဲ့ပါဦးနော်။ဒီနေ့အတွက်တော့ဒီလောက်နဲ့ရန်နာပါရစေခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ကစေဘူးလေးကိုလည်းအားပေးကြပါဦးနော်အဆုံးထိကြိရှုအားပေးခဲ့ကြတဲ့ပရိသတ်တို့အချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါတယ်။